မင်္ဂလာပါဒီနေ့ဇွန်လ25ရက်နေ့ကြောက်ထုအထူးစီးပွားရေးဆုံး SEZ အစချုပ်သက်တမ်းကုန်သွားပါပြီဒါဟာတမန်ကိစ္စတစ်ခုမဟုတ်ပါဘူးရခိုင်ပြည်နယ်မှာအချိန်မြင့်တိုက်ခိုက်နေတဲ့အာရခတတ်တော် AA အတွက်တော့မဟာဗျူဟာများအလက်ပြားတစ်ခုဖြစ်လာနိုင်ပါတယ် AA ဟာကြောက်ထုတဝိုက်စစ်ကောက်စီကိစ္စနဲ့မြင်ဖြစ်အောင်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်တရုတ်ရဲ့ BRI လမ်းမကြီးပေါ်ကအရေးပါဆုံးမဟာဗျူဟာမြောက်နေရာတစ်ခုဖြစ်တဲ့ကြောက်ဖြူကို အမေရိကန်နဲ့ AA တို့ဘယ်လိုပူးပေါင်းပြီးချုပ်ကင်သွားမလဲဆိုတာကပုံသက်ဖို့လိုအပ်လာပါတယ်။အမေရိကန်ရဲ့လက်တလော့လှုပ်ရှားမှုတွေကိုကြည့်လိုက်မယ်ဆိုရင်အီရန်နျူကလ িয়ার ဆက်ရုပ်ကိုအစ္စရေးထောက်လှမ်းရေးတွေနဲ့ပူးပေါင်းပြီးတိုက်ခိုက်ဖြစ်စီခဲ့တာဟာတရုတ်ရဲ့ BRI လမ်းကြောင်းကိုဟန်တာဖို့ဒစိတ်တပိုင်းဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်အီရန်တရုတ်တီဟီရန်မီထာလမ်းမကြီးကမလကာရေလက်ချောက်ကိုရှောက်ခွင်းပြီးတရုတ်ကုတ်စီတွေဥရောပကိုသွားဖို့ အရေးပါတဲ့လမ်းကြောင်းဖြစ်လို့ပါတော်ဘူးအမေရိကန်ကထိတ်ချုပ်ထားတဲ့မလက်ကာရေလက်ကြားကိုကြော်ဖို့တရုတ်ရဲ့ကြိုးပမ်းမှုကိုဟန်တားချင်ပုံရပါတယ်ဒါအပြင်မှာကို track တမဒအဖြစ်လာချိန်မှာတရုတ်ရဲ့အောဆောက်လွှမ်းမိုးမှုတွေအနှံ့ငယ်ရောကြလာတာကိုတွေ့ရပါတယ် INGO CSO တွေအတွက်အရေးပါတဲ့ USAID ရန်ပုံငွေတွေကိုရပ်ဆိုက်ခဲ့တာ တရုတ်ရဲ့သတင်းဝါဒဖြန့်မှုလွမ်းမိုးခန့်နေရတယ်လို့ယူဆရတဲ့ RFAVOA လို့လို့အမေရိကန်ကရန်ပုံငွေဖြတ်တောက်ပြီးရန်ဆိုင်ပစ်ခဲ့တာတွေကအဲ့ဒီအချက်တွေကို ထင်ဟနေတာဖြစ်ပါတယ်။ဒါပြင်မှာကိုထရန့်ဟာတက်လက်လာချင်းမှာပဲ trade war ကုတ်သွေးရေးခွန်စစ်ပွဲကိုဆင်နွှဲပြီးတရုတ်ကို အပူပေးနေခဲ့တာကတော့အထင်ရှားဆုံးအချက်ပါပဲ။နောက်တစ်ချက်ကတော့ တရုတ် DRI လမ်းမကြီးတဲ့ကတစ်ခုဖြစ်တဲ့ပါကစ္စတန်စိတ်ကမ်းလမ်းမဖက်ကိုကြီးလိုက်ပါတရုတ်ကအရင်ရောက်နေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အမေရိကန်ဟာသူ့ရဲ့မဟာမိတ်အိန္ဒိယကိုပါကစ္စတန်နဲ့ဘော်ဒါကွန်ဖလစ်ပြည်ပခဖြစ်အောင်ဖန်တီးခဲ့ပေမဲ့ပါကစ္စတန်ကတော့အိန္ဒိယနဲ့သဘောတူညီမှုရအောင်ယူပြီးမဟာဗျူဟာမြောက်တည်ငြိမ်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်ဒါကြောင့်အမေရိကန်အနေနဲ့တရုတ် BRI လမ်းမကြီးကို ပိတ်ဆို့ဟန်တာဖို့အတွက်ပါကစ္စတန်ဘက်မှပူစရာမလိုတော့တဲ့အခြေအနေတွေ့ရပါတယ်။ဘာဖြစ်လို့လဲဆိုရင်ထရန့်ကအီရန်ကိုဗုံးကျက်လိုက်တဲ့အခါမှာပါကစ္စတန်ကတရုတ်နဲ့ခြေခွင်ရှာညှိတဲ့အနေနဲ့ထရန့်ကိုနိုဘယ်ဆုတောင်းပေးသင့်တယ်လို့အမောတင်နေတာဟာအဲ့ဒီအခြေအနေကိုပေါ်လွင်စေတာဖြစ်ပါတယ်။ထရန့်အနေနဲ့ရှီကျင်းဖင်ရဲ့ BRI လန်ဒန်တွေကိုဟန်တာထိတ်ချုပ်ချစ်တယ်ဆိုရင်နောက်ဆုံးကြံတဲ့နေရာကအရှိတောင်အာရှဖြစ်ပါတယ်။ ဒါပေမဲ့ကိုဝါခက်တော့ကလို့ထိုင်းဖက်ကို အမေရိကန်ကပြန်ပြီးတော့လက်ပြီးဆွဲယူဖို့ကအခြေယူရမယ့်ကိစ္စတစ်ခုဖြစ်နေပါပြီ။ရှင်းအောင်ပြောရမယ်ဆိုရင်တော့ထိုင်းမှာတရုတ်ကရင်းနှီးမြှုပ်နှံထားတဲ့ကာရာတူးမြောင်းစီမံကိန်းကပို့ပြီးအရေးကြီးသွားတဲ့အခြေအနေ။အဲ့ဒီအတွက်တရုတ်ဟာထိုင်းနိုင်ငံရေးမှာတပ်ဆင်တဲ့ဟော်ဆန်တို့ကိုပေါင်းပြီးတော့ပေထုတ်တန်ကိုဝန်ကြီးချုပ်ဖြစ်အောင်ဖန်တီးခဲ့တာတွေလည်းရှိနေတဲ့သဘောတွေ့ရပါတယ်။ဒါအပြင်မှာကို သူတို့ရဲ့စီမံကိန်းအောင်မြင်မှုမရနိုင်ဘူးဆိုရင်ထိုင်းမြန်မာနယ်စပ်ကအကြဖြတ်ကိစ္စကိုမိထိုးပေးလိုက်မယ်လို့အတန်ကြကြလလောင်ထွက်ပေါ်ခဲ့တဲ့အခြေအနေတခုဟာလည်းထူးခြားတဲ့အချက်ဖြစ်ပါတယ်။လက်ရှိမှာထိုင်းနိုင်ငံရေးမှာအားပြိုင်မှုတွေရှိနေတာတွေ့ရမှာပါ။ပေထုတ်တန်အောင်မှဟွန်ဆန်နဲ့ဖုံးပြောတာပေါက်ကြားလို့အစိုးရနေရမှာပဋိပက္ခတွေဖြစ်နေတာဟာတရုတ်ကရှုပ်ထွေးနေလို့ဖြစ်ဖို့များပါတယ်။ နောက်ထပ်တစ်ချက်ကတော့ဘင်္ဂလားပိလန်အော်ဖက်မှာထရန့်အနေနဲ့လုံနိုင်တာတွေရှိနေတုံတွေ့ရပါတယ်ဘင်္ဂလားဒေ့ကရိုဟင်ဂျာဒုက္ခသည်တွေကိုပြန်ပို့ချင်နေတယ်တစ်ချိန်တည်းမှာပဲအမေရိကန်ကတရုတ်ရဲ့ကြောက်ဖြူ BRI လမ်းမကြီးကိုဟန်တားချင်နေတယ်မြန်မာစစ်ကောင်စီနဲ့အတန်တမန်ဆက်ဆံရေးဖြတ်တောက်ထားတဲ့ဘင်္ဂလားဒေ့ဟာဒေသတွေမှာထိစပ်နေတဲ့အာရခတတ်တော် AA ရခိုင်နဲ့ဆက်ဆံရေးကိုတည်ဆောက်ဖို့လိုတယ်လို့ပြောထားတာလည်းရှိပါတယ်ဒါအပြင်မှာကို nature ဆောက်တဲ့ BGP အီရိုနက်လက်စားဆက်ဆံရေးဟာကောင်းမွန်တဲ့အခြေအနေမှာ ရှိနေတာတွေ့ရပါတယ်။ဘင်္ဂလားဒေ့ရှ်ကအာဆာခေါင်းဆောင်တွေကိုတောင်မှဖမ်းဆီးခဲ့တာရှိပါတယ်။ဒါဟာတရုတ်ကမြန်မာစစ်တပ်နဲ့ပေါင်းပြီးတော့မွတ်စလင်အကြမ်းဖက်တွေကိုထောက်ပံ့တာဟာအေအေအင်အားကိုဟန့်တားတဲ့အစီအစဉ်ကိုတံပြန်လိုက်တာပဲဖြစ်ပါတယ်။ဒီကနေ့ကြောက်ဖြူ SEZ စာချုပ်တက်တန်းကုတ်သွားပြီဖြစ်လို့အေအေဟာတိတ်မကြခဲ့ စစ်အရှိန်မြင့်ပြီးကြောက်ပြုတ်ကိုထိတ်ချုပ်လာနိုင်ပါတယ်။တရုတ်နဲ့ဆွေးနွေးမှုတွေအေအေဟာကိုစားပြုတ်လုံနိုင်ခဲ့မဲ့ဆိုရင်တော့ဒါဟာသူတို့ရဲ့ပရမောက်ဆုံးအစ်စ်အောင်မြင်မှုလို့ပြောလို့ရပါပြီ။ရခိုင်ပြည်နယ်ရဲ့အချုပ်ချပ်အာဏာကိုပြန်လည်ရရှိဖို့ရခိုင်နိုင်ငံတော်အစ်စ်ထိတောင်မှတက်လန်းလာပြီလို့ဆိုနိုင်ပါတယ်။တစ်ဖက်မှာလည်းတရုတ်ဟာလာရှိုးကနေ ကိုယ်တိုင်ဝင်လာနေတာကိုတတိပြုရမှာဖြစ်ပါတယ်စစ်ကောက်စီနဲ့တရားပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဖွဲ့ပြီးတော့တရားဝင်လာမှဝင်ရောက်လာဖို့ရှိနေတာဖြစ်ပါတယ်လူဦးရေပြန့်နှံ့နေထိုက်ခြင်းကနေတိုးဝင်လာမဲ့အန်တီရဘက်ဖြစ်ပါတယ်အခုဆိုရင်စစ်ကောက်စီနဲ့ပေါင်းပြီးတော့တရားနိုင်ငံသားတွေအတွက်မြန်မာနိုင်ငံသားမတ်ပုတ်တင်တွေထုတ်ပေးနေတယ်လို့သိရပါတယ်တရားဟာဘီယာအိုင်လန်မှာကြီးတခြားအရာစီမံခဲ့တွေစောက်ပြီးတရားနိုင်ငံသား မြန်မာမတ်ပုတ်တင်ကင်ပြီးနေထိုင်သွားမဲ့တန်း1400ရှိတဲ့လူသားလိုင်းကြီးနဲ့58တန်းသာရှိတဲ့မြန်မာနိုင်ငံကိုလွှမ်းမိုးဖို့မခက်ဘူးဆိုတော့ကိုတော့အထူးဂရုစိုက်ဖို့လိုအပ်ပါလေ။ဒါဟာမြန်မာအနာဂတ်အတွက်စိတ်ခုံမှုအကြီးကြီးတစ်ခုလည်းဖြစ်ပါလေ။ဒါဟာအခြေချုပ်တင်ပြသွားတာဖြစ်ပါလေ။ညတော်လိုင်းလက်ကင်လိုက်မှာကျွန်တော်အသေးစိတ်တခြားမဟာဗျူဟာရှူတောက်ကနေပြီးတော့ထိထိရောက်သုံးသက်တင်ပြသွားမှာဖြစ်ပါလေ။အားပေးကြည့်ရှုဖို့ဖိတ်ခွက်ခြင်းပါလေ။ကျေးဇူးတင်ပါတယ်။